ားလုံးပဲမိင်္ဂလာပါဒီနေ့မှာဘုရားခင်ရဲ့နှုတ်ကပတ်တော်ကို ပြန်လည်ဝင်ခခွင့်ရတဲ့အတွက်ဘုရားခင်ရဲ့ကျေးဇူးတော်ကိုထူပဲချီးမွမ်းနေဒီကာလဟာကျမတို့ဘုရားသခင်နဲ့ပြန်လည် အချိန်ဆက်လုပ်ရမယ့်ကာလဖြစ်တယ်ဒီကာလမှာကျမတို့ဘုရားသခင်ရဲ့မျက်မှောက်တော်ထဲတိုးဝင်ရမယ့်ကာလဖြစ်တယ်ဒီကာလဟာဖရာသခင် ရှေ့မောက်မှာ ကျမတို့ကဖရာသခင်နဲ့ intimacy ဆိုတဲ့ယဉ်ညီကျွမ်းဝင်မှုအဆင့်ကိုကျမတို့ထပ်မံပြီးမှသွားမယ်ကာလဖြစ်တယ် ်ဖယားမျက်မှောက်တော်ထဲမှာနေရမယ့်ကာလဖြစ်တယ်ဖယားမျက်မှောက်တော်ထဲမှာနှစ်မြုပ်ရမယ့်ကာလဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဖယားသခင်ကဒီကာလမှာသူ့ရဲ့လူတွေကို ပွတ်ထွက်လာစေခြင်းတယ်ဖယားရခင် အသုံးပြုလို့ရတဲ့သူကဖယားရခင်ဗိတ်သိက်ခြင်းကိုခံရတဲ့သူဖြစ်တယ်။အဲ့တော့ဖယားရခင်ရဲ့ဗိတ်သိက်ခြင်းကဘလို့အလုံးလို့တလဲ။အဲ့ဒီအောင်ကျမနဲ့အတူကြည့်ရအောင်ဓမ္မရစွင့်စရုပ်ထဆောင်အခန်းကြီး9အငယ်1ကနေကျမစပြီးမှဖတ်စေခြင်းနဲ့ ကျွန်မနဲ့အတူတူဝါဖတ်ရအောင်ထိုအခါ prophet elisha သည် ပရောဖက်အမျိုးသားတစ်ယောက်ကိုခေါ်၍သင်ဤကားကိုစီးလော့ဤစီဘူးကိုယူ၍ဂိလက်ပြည်ရမုံမြို့သို့သွားလော့ရောက်သောအခါနေရှိသားယောရှဖက်ဤသားယေဟုကိုရှာ၍သူထံသို့ဝင်လျက်သူကိုသူဤအပေါင်းအဖော်စုထဲကထွက်စေ၍အတွင်ခန်းသည်သို့ခေါ်ပြီးလင်ဤစီဘူးကိုကန်၍သူဤခေါင်းပေါ်၌စီကိုလောင်းလျက်ဒါဝရဖျားကငါသည်သင်ကိုဤထွေလာရှင်ဘင်းအရာ၌ခံထား၍ ဘိတ်သိပ်ပေးသည်ဟုမိန့်တော်မူကြောင်းကိုစင့်ဆိုပြီးမှ တကားကို ဖွင့်၍မဆိုင်မလင့်ပဲပြေးလောဟုမှားထားလေ၏။အိမဖရာသခင်ရဲ့လူကသူဘိတ်သိမ့်မဲ့နေရှိတာယောရှဖက်ရဲ့သားယေဟုကိုဘိတ်သိမ့်ဖို့ရန်အတွက်သူရောက်လာတဲ့အခါမှာပမ်ပလစ်နေရာမှာမဘိတ်သိမ့်ဘူးဆိုတဲ့အရာကိုကျမတို့တွေ့ရတယ် အဲ့တော့ဘိတ်သိက်ချင်းကမြေကောင်မနမတို့ဘိတ်သိက်ချင်းကဖျားသခင် ခွဲခက်မှတ်တာထားတဲ့လူအပေါ်မှာဖျားခင်ဘိတ်သိက်လာတဲ့အခါမှာအဲ့ဒီဘိတ်သိက်ချင်းကအမြဲတမ်း secret place မှာပဲအလုံးလုံးတယ်။အာမင်ရောချမရောကအခုဒီချိန်ကာလဒီ secret place မှာဖျားသခင်နဲ့တိုးဝင်ရမယ့်အချိန်ကာလဖြစ်တယ် ဖရာသခင်ရဲ့မျက်နှာကိုရှာရမယ်ဖရာရဲ့အတန်ကိုနားထောင်ရမယ်ဖရာသခင်ကိုမျက်မှောက်ပြုရမယ်ကိုရောဒီကာလမှာကျွန်တော်ဂျမကိုဘာဖွင့်ပြခြင်းလဲကိုရောနှလုံးသားကဘာလဲမျက်မှောက်တော်ထဲတိုးဝင်ခြင်းဆိုတာကဘာလဲဆိုရင်မျက်မှောက်တော်ထဲတိုးဝင်ခြင်းဆိုတာဖရာသခင်ရဲ့ကြီးမြတ်ခြင်းကိုမျှော်လင့်ခြင်းဖြစ်တယ်ဖရာသခင်ရဲ့ကြီးမြတ်ခြင်းကိုဖူးမြော်ခြင်းဖြစ်တယ် ဒါဆိုရင်ကျမတို့မျက်မှောက်တော်တဲ့တိုးဝင်တဲ့အခါမှာဘုရားသခင်ရဲ့ကြီးမြတ်ခြင်းတွေကိုမြင်ရလိမ့်မယ်။ဘုရားသခင်တင့်ပေါ်မှာထားတဲ့ကြီးမားတဲ့အကြံစီတွေကိုထက်ပြီးမှပို့ပြီးရှင်းလင်းစွာမြင်ရလိမ့်မယ်။ဒါကြောင့်မလို့မျက်မှောက်တော်တဲ့တိုးဝင်ဖို့ဘုရားနဲ့အချိန်ယူဖို့ကကျမတို့လောက်ကိုလောက်ရမယ့်အရာဖြစ်တယ်။ဘာဖြစ်လို့ဆိုကျမတို့လောကမှာနေတဲ့အခါမှာကိုယ့်ကိုယ်ကိုဘယ်သူလဲဆိုတာသိဖို့လိုတယ်။ ကိုဘာတူလဲဆိုတာသိမှာပဲကိုဘာလုံးဝမလဲဆိုတဲ့အရာကိုသိလာလိမ့်မယ်ကိုဘယ်လမ်းကိုဆက်သွားမလဲသိလာလိမ့်မယ်ဟာလေလုယာအာမင်ဘာဘာဘာကြောင့်လဲဆိုရင်သင်ဟာသင်ရဲ့အထဲမှာဖခင်တခင်ရဲ့ DNA ရှိတယ်။သင်ဟာအကြီးမြတ်ဆုံးသောဖခင်ရဲ့သားသမီးဖြစ်တယ်။အဲ့တော့သင်မျက်မှောက်တော်ထဲတိုးဝင်ဖို့လိုတယ်။သင်ဘာတူလဲဆိုတာကိုရှာဖွေပါမျက်မှောက်တော်ထဲမှာ။သင်ဘာလုံးနိုင်လဲဆိုတာကိုမျက်မှောက်တော်ထဲမှာရှာဖွေပါ။ ်သင်ဘာတွေအဖြစ်ဘုရားခင်ဒီကာလမှာသင်ကိုလှုပ်စေလေဆိုတဲ့အရာကို မျက်မှောက်တော်ထဲမှာရှာဖွေပါ Hallelujah. နေရှိတာယောရှဖဲ့ရဲ့သားယေဟုကဘိသိက်ချင်းခံရတဲ့အချိန်မှာ public နယ်ပယ်မှာမဟုတ်ဘူး။ဘသူမှမမြင်တဲ့နောက်ကွယ်မှာ secret place မှာဖယားသခင်နဲ့အချိန်ယူခြင်းကသင်ဘဝကိုကောင်းကြီးမင်္ဂလာဖြစ်စေလိမ့်မယ်။ ်အာမင်ကျမတို့ဘသူမှမမြင်တဲ့နောက်ွယ်မှာဖခင်နဲ့အချိန်ယူခြင်းဆုတောင်းခြင်းတွေအစာရှောင်ခြင်းတွေဒီကာလမှာလှုပ်ဆောင်ပါဖခင်ရဲ့ခင်အသင်ကို public ထုတ်ပြဖို့ရန်အတွက်ကျမတို့ secret secret place မှာဘလို့ attention တယ်လေဖခင်နဲ့ဘလို့အချိန်ယူတယ်လေကကျမတို့ရဲ့အဖြေဖြစ်တယ် ကျမတို့ပတ်စံဘလောက်ရှိတယ်လဲအခုကျမတို့စီးပွားရေးတွေဘလောက်ပိုင်ဆိုင်တယ်လဲအဲ့ဒါကကျမတို့ကိုဘုရားခင် public မှာထုတ်ပြလို့ရတဲ့အရာတွေမဟုတ်ဖခင်ခင်ကကျမတို့ကိုလူများစွာရှေ့မှာထုတ်ပြခြင်းတယ်လူတွေများစွာကောင်းချီးရစေဖို့ရန်တဲ့ဖခင်ခင်ကျမတို့ကိုအသုံးပြုခြင်းတယ်အကြောင့်မလို့သင်ဟာ secret place မှာဖခင်မျက်နာကိုရှာပါ hallelujah အာမင်ထောရဖရားကိုမျောလင့်တော်သူတို့မူကအားပြည့်ကြလိမ့်မည်သင်ဘာကြောင့်မလို့အာမရှိတာလဲသင်ဘာကြောင့်မလို့ခရီးမဆက်နိုင်တော့တာလဲသင်ဘာကြောင့်မလို့အနာဂတ်မရှိတော့ဘူးလို့သင်ကိုယ်သင်မြင်နေတာလဲသင်ဘာကြောင့်မလို့မလုံနိုင်ဘူးလို့သင်ကိုယ်သင်မြင်နေရလဲထောရဖရားကိုမျောလင့်ဖို့လိုတယ်အဲ့ဒီမျက်မှောက်တော်ထဲမှာလာပါဖရားကိုမျောလင့်ပါဖရားကိုရှာပါဖရားတန်ကိုပြန်နာထောင်ပါ ဟာလေလုယာအာမင်ယာကုတ်ကအချက်တဲကာလကိုကြုံရတဲ့အခါမှာသူလှုပ်ဆောင်တဲ့အရာကသူဖျားသခင်နဲ့အချိန်ယူခြင်းဖြစ်တယ်အချက်မလို့သင်ဘဝမှာအချက်တဲကြုံရတဲ့အချိန်အခက်ခဲဆုံးကြုံရပြီလို့သင်ခံစားရတဲ့အချိန်သင်ရဲ့ခွန်အားနဲ့မလှုပ်ဆောင်နိုင်တော့တဲ့အချိန်တွေအဲ့ဒီအချိန်တွေမျိုးမှာ သင်လှူဆောင်ရမယ့်အရာကဘာလဲဆိုရင်ဖယားသခင်ရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်ပြီးမှအဲ့ဒီဖယားသခင်နဲ့ပြန်လဲပြီးအချိန်ယူပါအဲ့ဒီဖယားသခင်နဲ့ပြန်လဲပြီးချိတ်ဆက်ပါဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့အောင်မြင်ခြင်းကဖယားသခင်ဖြစ်တယ်ကျမတို့ရဲ့ကြွယ်ဝခြင်းကဖယားသခင်ဖြစ်တယ်ကျမတို့ရဲ့အရာခတ်သိမ်းကဖယားသခင်ဖြစ်တယ် ်ဒါဆိုဘုရားသခင်ကျမတို့အပေါ်မှာအနံမဲ့ကောင်းကြီးမင်္ဂလာ အလုံးစုံသည်ကျမတို့ဘုရားရဲ့မျက်မှောက်တော်ထဲမှာဘလောက်ထိစိမ့်တယ်လဲဘုရားမျက်မှောက်တော်ထဲမှာဘလောက်ထိတိုးဝင်တယ်လဲအဲ့ဒါကကျမတို့ရဲ့အနာဂတ်ရဲ့အဖြေဖြစ်တယ်အဲကျမတို့ကျမတင့်ကိုအားပေးခြင်းနဲ့ဒီကာလမှာဘုရားရဲ့မျက်မှောက်တော်ထဲမျက်များတိုးဝင်ပါအစရှောင်းပါဆုတောင်းပါဖရာရခင်ရဲ့မျက်နာကိုရှာပါဖရာရခင်ရဲ့အတန်ကိုနားထောင်ပါဖရာခင်တဲ့ကိုပြောချင်တဲ့စကားတွေများစွာရှိတယ် တခါလေမှကျမတို့ကအရန်အလုံများတဲ့အတွက်ကြောင့်မလို့ဖရားပြောတဲ့စကားတွေကိုနားထောင်ဖို့ရန်အတွက်အချိန်မရှိညီကောင်မတို့မတို့အလုံးထက်အရေးကြီးတာဖရားသခင်ဖြစ်တယ်။အရာအလုံးထက်အရေးကြီးတာဖရားသခင်ဖြစ်တယ်။ဖရားသခင်တောင်းဆိုလာတဲ့အခါမှာပေးနိုင်တော်သူဖြစ်ပါစေ။ဖရားသခင်ကသင်ကိုသူနဲ့အချိန်ယူဖို့ရန်အတွက်တောင်းဆိုတဲ့အခါမှာပေးနိုင်တော်သူဖြစ်ပါစေ။ဖရားသခင်နဲ့အချိန်ယူတော်သူဖြစ်ပါစေ။ဟာလေလုယာ။အချမဒီကာလာမှာသင်ဖရားသခင်ရဲ့မြတ်မတော်တဲ့တိုးဝင်တဲ့အခါမှာ ဖရာရဲ့မျက်နာတို့ကိုဖူးမြင်တဲ့အခါမှာဖရာရဲ့ကြီးမြတ်ခြင်းကိုဖူးမြင်တဲ့အခါမှာဖရာခင်တင့်ကိုဖွင့်ပြလိမ့်မယ်ဒီကာလရမျက်နေတဲ့အရာတွေဖရာခင်တင့်ကိုဖွင့်ပြလိမ့်မယ်တင်ဘသူလဲဆိုတာကိုဖရာခင်တင့်ကိုဖွင့်ပြလိမ့်မယ်တင်ဘာလုံနိုင်တယ်လဲဆိုတဲ့အရာကိုဟာလေလုယဒီနေ့မနက်မှာကျွန်မဒီနှုတ်ကပတ်တော်အားဖြင့်တင်တို့အရောက်ချင်းစတိုင်းကိုခွန်အားပေးခြင်းနဲ့တိုက်တွန်းခြင်းနဲ့ကောင်းချီးပေးခြင်းနဲ့ဆုတောင်းပေးတဲ့တင်တို့တယောက်ချင်းစီတိုင်းဒီကာလမှာဖရာရဲ့မျက်မှောက်တော်ထဲမှာတိုးဝင်နိုင်တော်သူတွေဖြစ်ပါစေအရောက်ချင်းစတိုင်းကိုဖရာခင်အထူးကောင်းချီးပေးပါစေ